တ်ဆက်ထုတ်ရမှာလိုက်ကြပေါ့စုံကျွန်တော်တို့ရွေးချယ်ပြီးတော့ပတ်ဆက်ထုတ်ယူလို့ရလို့ပေါ့နော်ပေးပယ်နေလဲပတ်ဆက်ထုတ်ယူလို့ရမှာဖြစ်ပါတယ် okay ဒီ app လေးကိုကျွန်တော်တို့ဘယ်လို download ဆွဲပြီးတော့ဘယ်လိုကစားမလဲပတ်ဆက်ဘယ်လိုထုတ်မလဲဆိုတာလေးကိုကျွန်တော်နဲ့အတူဗီဒီယိုလေးကို like and share လေးလုပ်ပြီးတော့အဆုံးထိကြီးစုသွားလဲရအောင်ပေါ့နော် โอเคကျွန်တော်တို့ပေါ့နော်ဒီ APP လေးကဆိုရေပတ်စာထုတ်ဖို့ဆိုရေပေါ့နော်ဒီမှာကျွန်တော်တို့ထုတ်ယူခြင်းတဲ့နိုင်ငံကိုရွေးပြီးတော့သူပေးထားတဲ့ဂိမ်းလေးတွေကိုကစားပြီးတော့ပေါ့နော်ပတ်စာအလွယ်တကူထုတ်ယူလို့ရမှာဖြစ်ပါတယ်မြန်မာနိုင်ငံကဆိုရေပေါ့နော်ပေးပယ်နဲ့အစီအပြေမှာဖြစ်ပါတယ်ထိုင်းနိုင်ငံမှာနေတဲ့သူတွေဆိုရင်ဒလူမန်နီနဲ့ထုတ်ယူလို့ရမှာဖြစ်ပါတယ်ဒီ APP လေးကိုပေါ့နော် download ဆွဲမဲ့ဆိုရင်ပထမဆုံးဖုန်ထဲမှာစီတဲ့ဝိပေလေးကိုကျွန်တော်တို့ယူနက်နဲ့စသိမ်းမှာထားပြီး ီတို့ကွန်နက်တဲ့လှူထားပေးရမှာဖြစ်ပါတယ်ဒီလိုကွန်နက်တဲ့လှူထားပေးလိုက်ပြီးဆိုရင်ပလစ်ဆိုတဲ့ကိုကျွန်တော်တချေဝေးလိုက်ပေါ့နော်ဒီလိုဝေးလိုက်ပြီးဆိုရင်စားတဲ့ခလုတ်မှာကျွန်တော်စားပြထားတလိုမျိုးပေါ့နော်ကိုလူတို့ကစားပေးရမှာဖြစ်ပါတယ်ဒီလိုစောက်ဝေးလိုက်ပြီးဆိုရင်ကျွန်တော်တို့ဒီ app လေးကိုတွေးရမှာဖြစ်ပါတယ်ပေါ့နော်ဟုတ်ပြီဒီလိုတွေးလာပြီးဆိုရင်ကျွန်တော်တို့ဒီကောင်လေးထက်ကိုတချေဝေးလိုက်ပေါ့ဝေးလိုက်ပြီးဆိုရင်ဒီမှာကျွန်တော်တို့ app နိုင်နေပေါ့နော် app logo လေးကိုကျွန်တော်တို့မြင်တွေ့ရမှာဖြစ်ပါတယ်ဒီ app လေးကို S store မလုပ်သားသေးဘူးဆိုရင် store လုပ်ပေးလိုက်ပေါ့နော်ကျွန်တော်ကတော့ store လုပ်ပြီးပြီမို့လို့ဒီမှာ playlist ဆိုပြီးပေါ်နေမှာဖြစ်ပါတယ်ဒီ app လေးရဲ့ md ကိုလည်းဒီနေရာလေးမှာတွားကြည့်လို့ရမှာဖြစ်ပါတယ်ပေါ့နော်ဟုတ်ပြီဒီ app လေးကျွန်တော်တို့ရဲ့ post ဆက်ခွေလေးတစ်ခုကိုရောက်စီလာပြီးဆိုရင်ဒီ app လေးတစ်ခုကိုကျွန်တော်တို့တစ်ချေဝေလိုက်ပေါ့ဝေလိုက်ပြီးဆိုရင်ဒီလိုနေရာလေးကိုရောက်စီလာမှာပဲဖြစ်ပါတယ်ဒီလိုနေရာလေးကိုရောက်စီလာပြီးဆိုရင်ကျွန်တော်တို့ဒီကောက်လေးကိုကစားမယ်ဆိုရင်ပေါ့နော်ဒီမှာအပေါ်မှာတူပေးထားတဲ့ဒီကောက်လေးတွေကိုကျွန်တော်တို့ကဒီအောက်က ောက်လေးတွေကိုရွေးပြီးတော့ကစားပေးရမှာဖြစ်ပါတယ်ဟုတ်ပြီကျွန်တော်ကတော့ဒီမှာခရမ်းရောင်လေးကိုကျွန်တော်တို့နှိမ့်လိုက်တဲ့အခါမှာဆိုရဲဒီမှာကျွန်တော်တို့ဒီကောက်လေးကပေါ်တော့အောင်မြင်သွားပြီဆိုရင်ဒီလိုအမှန်ချင်းလေးပြောက်သွားမှာဖြစ်ပါတယ်ဒီမှာကတော့ပေါ်တော့ကြံစည်နေတဲ့ကောက်တွေပဲဖြစ်ပါတယ်ဟုတ်ပြီဒီကောက်လေးကိုကျွန်တော်တို့ကစားမဲ့ဆိုရဲပူပေတခုတော့ခံထားဖို့လို့လိုပါတယ်ပေါ်တော့ဒါမှကွိုင်လေးတွေကိုကျွန်တော်တို့ကပူပေခံပြီးတော့ကြောင်ရလေးတွေကြည်ပြီးတော့ကွိုင်လေးတွေရယူလို့ရမှာဖြစ်ပါတယ်ဟုတ်ပြီကျွန်တော်တို့ဒီလိုနိုင်သွားတဲ့အခါမှာဆိုရဲကျွန်တော်တို့ရစီလာတဲ့ကွိုင်ပမ ာနော်လေးတွေကိုယူမယ်ဆိုရင်ဒီအောက်ကကောက်လေးကိုကျွန်တော်တို့တစ်ချက်နှိပ်ပြီးတော့ကြောင်ညာတစ်ပုတ်ကြည်ပြီးတော့ပေါ့နော်ဒီကွယ်လေးတွေကိုယာယူလို့ရမှာဖြစ်ပါတယ်ဟုတ်ပြီဒီကောက်လေးကိုကျွန်တော်တို့တစ်ချက်နှိပ်လိုက်မယ်ဆိုရင်ဒီမှာခနာလေးစောက်ပြီးလိုက်ရုံနဲ့ကျွန်တော်တို့ကြောင်ညာလေးတွေတိတ်လာမှာပေါ့နော်ဒီလိုတိတ်လာပြီးဆိုရင်ကျွန်တော်တို့ကခနာလေးစောက်ပြီးလိုက်ပြီးတော့ကွယ်လေးတွေယာယူလို့ရမှာဖြစ်ပါတယ်ဟုတ်ပြီဒီလိုပေါ်တော့ကျွန်တော်ဒီမှာဆွေးကွက်လေးတွေရစီသွားတာပဲဖြစ်ပါလေဟုတ်ပြီဒီကောက်လေးကောက်ဆွေးကစားရတာအရန်ကိုလွယ်ကူပါတယ် အာကစားတမ်းလို့ကျွန်တော်ထင်မိတဲ့ပေါ့နော်။ Okay ကျွန်တော်တို့အရေးကြီးဆုံးတစ်ခြေကဆိုရည်ဒီမှာပတ်ဆက်ထုတ်တဲ့နေရာမှာဆိုရည်ကျွန်တော်တို့အရေးကြီးတဲ့ပေါ့နော်။ကိုကဘယ်နိုင်ငံကိုအတီးပြူပြီးတော့ကစားမလဲဆိုတာလေးကိုရွေးပေးရမှာဖြစ်ပါတယ်။ဝင်လုံးကိုကျွန်တော်တို့တစ်ခြေနှိမ့်လိုက်တဲ့အခါမှာဆိုရည်ဒီမှာကျွန်တော်ကတော့ပေါ့နော် United States ကိုပဲကျွန်တော်ကရွေးပေးထားခြင်းပဲဖြစ်ပါတယ်။ကိုလူတို့ကပေါ့နော်တကယ်လို့ထလူမန်နီနဲ့ပတ်ဆက်ထုတ်မဲ့ဆိုရည်ကျွန်တော်တို့ကဒီမှာ USD လေးကိုကျွန်တော်တို့တစ်ခြေနှိမ့်ပြီးတော့ဒီမှာထိုင်လန်ကိုရွေးပေးလို့ရမှာဖြစ်ပါတယ်။ဟုတ်ပြီ 嗯。Uh huh. ဟုတ်ပြီဒီမှာဆိုရေပေါ်တော့ကျွန်တော်တို့ပတ်ဆက်ထုတ်ချေတဲ့နိုင်ငံတွေကိုရွေးလို့ရမှာဖြစ်ပါလေတကယ်လို့ထလူမန်နီနဲ့ပတ်ဆက်ထုတ်မဲ့ဆွေဒီမှာကျွန်တော်တို့ထိုင်လန်ကိုရွေးပြီးတော့ပေါ်တော့ထလူမန်နီနဲ့လွယ်တကူထုတ်ယူလို့ရမှာဖြစ်ပါလေအင်ဒိုနီးရှားနိုင်ငံမှာနေတဲ့ဆိုရေလည်းပဲအင်ဒိုနီးရှားဟောလဲတွေနဲ့ကျွန်တော်တို့ကပတ်ဆက်ထုတ်ယူလို့ရမှာဖြစ်ပါလေဗီယက်နမ်မှာနေတဲ့ဆိုရေလည်းပဲဗီယက်နမ်ကျွန်တော်တို့ငွေချေးနဲ့ပေါ်တော့ဒီလိုကျွန်တော်တို့ပတ်ဆက်ထုတ်ယူလို့ရမှာဖြစ်ပါလေဒီမှာဆိုရေနိုင်ငံအများကြီးကျွန်တော်တို့မြေသွေးရမှာဖြစ်ပါတယ်ပေါ်တော့ကျွန်တော်တို့ထုတ်ချင်တဲ့ဟောလဲကိုရွေးပြီးတော့ထုတ်ချ တဲ့နိုင်ငံကိုရွေးပေးလို့ရမှာဖြစ်ပါတယ်ဒီမှာဆိုကျွန်တော်တို့ထိုင်းလန်ကိုကျွန်တော်တို့တစ်ချေရွေးလိုက်တဲ့အခါမှာဆိုဒီအောက်ကကျွန်တော်တို့ဒီကောင်လေးကိုတစ်ချေနှိပ်လိုက်တဲ့အခါမှာဆိုရေပေါ်လို့ဆယ်ဘန်ကနီစာတေထုတ်ယူလို့ရမှာဖြစ်ပါတယ်꽌ပမာဏကဆိုဒီအောက်မှာတူပေးထားတဲ့꽌ပမာဏလိုက်ကျွန်တော်တို့ကကစားပေးရမှာဖြစ်ပါတယ်ဟုတ်ပြီဒီနေရာလေးမှာတခုကျွန်တော်ပြောချင်တာပေါ်လို့တကယ်လို့ကျွန်တော်တို့ကထိုင်းနိုင်ငံမှာကျွန်တော်တို့ဒလူမန်နီနဲ့ပတ်ဆက်ထုတ်မယ်ဆိုရေပေါ်လို့အခုကျွန်တော်တို့ကစားလိုက်တဲ့ဒီ꽌လေးကပေါ်တော့ကျွန်တော်တို့ဒီထိုင်းနိုင်ငံမှာပဲ မဲ့ကျွန်တော်တို့ဒီကလူမနီဒီ account နဲ့ပတ်ပတ်စာထုတ်ယူလို့ရမှာဖြစ်ပါတယ်ပေါ့နော်တကယ်လို့ကျွန်တော်တို့ကပေးပယ်နဲ့ပတ်စာထုတ်မယ်ဆိုရဲကျွန်တော်တို့ဒီမှာ United States ကိုကျွန်တော်တို့ကတချေရွေးပေးရမှာဖြစ်ပါတယ် United States ကိုကျွန်တော်တို့တချေရွေးပေးလိုက်တဲ့အခါမှာဆိုရဲပေါ့နော်ကျွန်တော်တို့ကဒီ account လေးကိုတချေနှိမ့်လိုက်မယ်ဆိုရင်ဒီမှာ9ဒေါ်လာနီးကျွန်တော်တို့စတဲ့ထုတ်ယူလို့ရမှာဖြစ်ပါတယ်ပေါ့နော်ဒီမှာပေါ့နော်ကျွန်တော် ဟုတ်ပြီငေါတော့လာစတဲ့ထုတ်ယူမယ်ဆိုရင်ကျွန်တော်တို့ kait ပေါ်နာကဆိုရင်ငေါတန်းလိုမှာဖြစ်ပါတယ်ကျွန်တော်ဒီမှာခန္ဓာလေးခန်းစားလိုက်တာပေါ်တော့ကျွန်တော်မှာ kait လေးတန်းကျော်ရရှိသွားတာပဲဖြစ်ပါတယ်ငေါတော့လာပြီးဖို့ဆိုရင်ကျွန်တော်မှာဒီခန္ဓာလေးပဲလိုပြီးပေါ်တော့ okay ကျွန်တော်တို့ဒီကဲလို့ပြေးပင်နဲ့ပတ်ဆက်ထုတ်မယ်ဆိုရင်ဒီမှာကျွန်တော်တို့ကဒီငေါတော့လာနေစတဲ့ထုတ်ယူလို့ရမှာဖြစ်ပါတယ်ဒီအောက်ကကောင်လေးကိုကျွန်တော်တချင်နှိမ့်လိုက်မယ်ဆိုရင်ဒီမှာပေါ်တော့ kait ငေါတန်းကောင်းနေကျွန်တော်တို့စတဲ့ထုတ်ယူလို့ရမှာဖြစ်ပါတယ်ဒီမှာဆိုရင်ကျွန်တော်တို့ရရှိ ီကားနဲ့ kwai ပမာဏလေးပဲဖြစ်ပါတယ်ဒီ kwai ပမာဏလေးတွေကျွန်တော်တို့ပြီးသွားတဲ့ခါမှဆွဲဒီကောက်လေးကပေါ်လာမှာပဲဖြစ်ပါတယ်ပေါ့နော်ဟုတ်ပြီဒီလိုပေါ်လာတဲ့ခါမှဆွဲကျွန်တော်တို့ကဒီ payback gmail လေးကိုထည့်ပြီးတော့အလွယ်တကူပတ်စာထုတ်ယူလို့ရမှာဖြစ်ပါတယ်ပတ်စာထုတ်ယူဖို့ဆိုရင်နိုင်ငံအများကြီးကျွန်တော်တို့အသုံးပြုလို့ရတာမို့လို့အရေးကိုအစိပြေစေမှာပဲဖြစ်ပါတယ်ဟုတ်ပြီဒီမှာဆိုရင်ပေါ့နော်ကျွန်တော်တို့ဒီ to pay ထားတဲ့ဒီ to pay ထားတဲ့ဒီ gate လေးတွေကိုကစားပြီးတော့အလွယ်တကူကျွန်တော်တို့ကွိုင်းလေးတွေစောက်ပြီးလို့ရမှာဖြစ်ပါတယ်ဒီကောက်လေးကကျွန်တော်တို့ invite flip လောက် လုံးလုံးမရဘူးပေါ့နော်ကိုတိုင်ကစားမသားကွိုင်လေးတွေရရှိလာမှာပဲဖြစ်ပါတယ်ကျွန်တော်ဆိုရေပေါ့နော်ဒီမှာအပေးပယ်ကိုရွေတဲ့ ကျွန်တော်ဆွေးဒီမှာ United States ကိုရွေတဲ့ PayPal ကိုရွေတဲ့ပေါ်လို့9ဒေါ်လာနေကျွန်တော်ကစောက်ထုံးမှာဖြစ်တာကြောင့်မလို့ဒီ United States ကိုပဲကျွန်တော်ရွေပေးထားတယ်ပေါ်လို့တကယ်လို့ဒီ True Money နဲ့ Thai Bank နဲ့ကျွန်တော်တို့ထုံးမယ်ဆိုရင် Thai Bank ကရွေပြီးတော့ကျွန်တော်တို့ကစားပြီးလို့ရမှာဖြစ်ပါတယ်ကျွန်တော်တို့ရရှိလာတဲ့ quality တွေကပေါ်တော့ဒီမှာစီးတို့အနေနဲ့ပဲသူကပြပေးမှာဖြစ်ပါတယ်ပေါ်လို့ဒါကြောင့်မလို့ဒီနေရာလေးမှာကျွန်တော်တို့တတိထားရမှာပေါ်လို့ကျွန်တော်တို့ကနိုင်ငံတစ်ခုကိုပဲအတီရွေပြီးတော့ကစားပေးရမှာဖြစ်ပါတယ်ဒါမှသာကျွန်တော်တို့ရရှိလာ တဲ့ quite တွေကတဏီယာထဲစုနေမှာဖြစ်ပါတယ်ဟုတ်ပြီဒီမှာဆိုရဲကျွန်တော်တို့ဒီဂိတ်လေးတွေကစားရအရာကိုလွယ်ကူတဲ့ပေါ့နော်ကျွန်တော်ဆိုရဲဒီမှာခန္ဓာလေးအကြောင်ညာလေးတွေကြည့် အဲ့ဒါကျွန်တော်တို့ကြော်ညာလေးတွေကြီးသူပေးထားတဲ့ဂိတ်လေးတွေကိုကျွန်တော်ကစားပြီးလိုက်တာပေါ့နော်ကျွန်တော်မှကွိုင်လေးတန်းချောရစီသွားပြီးပဲဖြစ်ပါတယ်ငေါတော့လာပြီးသွားတဲ့ခါဆိုကျွန်တော်ပတ်ဆက်ထုံနည်းနဲ့သူပေါ့နော်ကျွန်တော်နောက်ထပ်ဗီဒီယိုမှာပြန်လည်ပြောပြပေးမှာဖြစ်ပါတယ်ဒီဗီဒီယိုမှာတော့ပေါ့နော်ကျွန်တော်ကပတ်ဆက်ထုံလို့မရသေးဘူးပေါ့နော်ကျွန်တော်မှငေါတော့လာပြီးခါနေပြီးဖြစ်ပါတယ်ငေါတော့လာပြီးသွားတဲ့ခါမှာဆိုကျွန်တော်ပတ်ဆက်ထုံနည်းကိုကိုလူတို့ကိုပြန်လည်ပြောပြပေးမှာမယ်နောက်ထပ်ဗီဒီယိုမှာကျွန်တော်တို့ငွေထုံနည်းနဲ့သူပြန်လည်ဆုံတွေ့ကြပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ်